Hello အားလုံးမင်္ဂလ like ာပါတင်စားပိတ်လေးခံနေပြန်လေကျူစုလိုက်ပါတယ်ဒီနေ့ menu လေးကတော့အားလုံးအချိန်ဖြစ်တဲ့လက်ဖက်တုပ်လေးပဲဖြစ်ပါတယ်အားလုံးသိကြရတဲ့အတိုင်းပဲလက်ဖက်တုပ်ဆိုတာကလေလွယ်လွယ်ကူကူနဲ့ခဏလေးအတွင်းမှာလုပ်လို့ရရပေါ့နော်ဒီနေ့ကျတော့တင်စားဘလို့ဖြစ်လဲဆိုဒီဗီဒီယို တပုတ်ရဖို့အရေးကိုလေတနိုင်ခွဲချွတ်ချော်လောက်ကြာသွားရည်ဒီလားပထမဆုံးရိုက်တဲ့ဗီဒီယိုဆိုတော့ကိုဖောက်ကိုလေ သိပြီးတော့မရိုက်တော့ဘူးဗီဒီယိုရေကင်မရာတွေပါတယ်လည်းမချိန်တော့ဘူးအဲ့ဒါအပြင်မှာလေ shopping box ကအစ်စ်ဖြစ်နေရောလီးနေကြမဟုတ်တဲ့ shopping box ဆိုလေ used to ဖြစ်မနေဘူးတခုခု hard data တိုင်းလို့လို့လိုမျိုးလိုနေရအဲ့လိုရရင်ရရင်နေပဲနောက်ဆုံးမှလက်ဖက်တော့တပွဲဖြစ်သွားရပေါ့နော် Bami's tea leaves လည်းကဲ main ingredient နေဖြစ်တဲ့ ကော်ဘီခဲညင်ဒီကိုရီယန်ဒါလိုင်းနဲ့ကာလီတိုပြင်ဆင်ထားပါတယ်။လက်ဖတ်တုပ်ဆိုတာဆက်ဆက်လေးမှစကောင်းတာတင်စားအဆက်မစားနိုင်တော့ငရုတ်တီးထမထဲထားတော့တုံးနဲ့လက်ဖက်အညွန့်ကလည်းအညွန့်ချင်ဆက်ပေါ့နော်အဲ့တော့နည်းနည်းအဆက်ကပါပြီးသားဖြစ်နေရောငရုတ်တီးထမလို့တော့လက်ဖက်စားပြီလို့ရှိရင်ဖိုင်အောင်မှာဆိုတော့လက်ဖက်ကိုလည်း short ထည့်ထားပါဗျာ ဘီနော်အကျော်ဆုံးကိုစားချင်သလောက်ထည့်ပါတယ်နော်အကုန်ထည့်ပြီးသွားလို့ရှိရင်နော်အရသာအတွက်လိုအပ်တဲ့ငံပြရေးစာအချုံမုံနဲ့စီအနေငယ်တို့ထည့်ပြီးတမယာတိနှစ်စိတ်လောက်ညှစ်ထည့်လိုက်ပါတယ်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်နော်နောက်ဆုံးအနေနဲ့ပဇွန်ချောက်ကလေးနဲ့ထည့်ပြီးတော့တည်တည်ရှာရှာလေးနေပါမယ် အလုံးနဲ့ဆက်သွားမယ်ပြီးလို့ရှိရင်တော့လူချင်းနဲ့လက်ဖက်တုပ်လေးရပါပြီမြန်မာပြည်အချိုက်လက်ဖက်တုပ်ဆိုတာလေထမင်းနဲ့ပဲစားစားလက်ဖက်ရည်ရည်နွေးချင်းလေးနဲ့ပဲတောက်တာအရန်လိုက်ဖက်တော့ပဲเนาะတင်စားတော့ရည်နွေးချင်းလေးနဲ့တောက်ကတော့ပိုပြီး prefer ဖြစ်မိပါတယ်ဒါပေမဲ့ရည်နွေးချင်းအတွက်လက်ဖက်ချောက်လည်းမရှိတော့ရှိတဲ့ hibiscus tea လေးပဲနည်းနည်းလောက်ဖြော်လိုက်တယ် ကဲဒီလီလရယ်ဒီဖြစ်ပြီဆိုရင်တော့ဆားလိုက်အောင်မယ်နော်ဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ် see you in next video